မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကောမြို့အခြေစိုက်ခလာရ90တရဲမှာကြီးစံများကိုခိုးယောင်စားတဲ့ဘိုးကြီးမျိုးဝင်းသူဖမ်းဆီးခံရပြီးတော့စစ်သားမိမနှစ်ဦးကိုပါစစ်တပ်ကရိုက်နှက်ဆက်ဆဲတဲ့အတွက်စေယုံတင်ထားရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ12ရက်နေ့ဂံကောမြို့ခလာရ90တရဲမှာစစ်သားနဲ့ရဲများအစည်းအဝေးပြုလုပ်ပြီးတော့ စစ်သားတအုပ်ကိုကြီးစန်း900စီပေးခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့ကြီးအယောင်းဝယ်ပြုတ်လုတဲ့ဆိုပြီးတော့သတင်းပေါက်ကြားသွားတဲ့အတွက်စစ်တပ်ကစစ်ဆေးခဲ့တယ်လို့သိရပါဗါစစ်သားမိမနှစ်ဦးကအပြင်ကပွဲစား3ဦးနဲ့ချိတ်ဆက်က AKG 9000ကိုတရောင်းကို12000ကျပ်နှုံးနဲ့ရောင်းစားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်သားမိမနှောက်ကိုရိုက်နှက်စစ်ဆေးရာဒဏ်ရာများအပြင်းထန်ရရှိတဲ့အတွက်ဒံကောမျိုးပြည်သူစေယုံကြီးကိုပို့ဆောင်ကုသထားရတယ်လို့သိရပါတယ်။ရောက်စားတာကတော့ကြာပြီလို့ပြောတယ်နည်းနည်းစီဆိုတော့တိတ်မသိတာတာပေါ့အခုက9000ဆိုတော့သူတို့ကရိတ်မိသွားတဲ့သဘောဖြစ်တယ်စစ်တဲ့အခါမှာအမျိုးသမီးတယောက်ကလဆာငွေနဲ့မလောက်လို့ငတ်နေလို့ကြီးကိုရောက်စားရတာလို့ပြောတယ်လို့ပြန်ကြားရတယ် တပ်ရင်းထဲမှာတော်တော်လေးကိုစစ်ဆင်းနေတယ်အဝင်ထွက်တွေပိတ်ပြီးတော့ဆက်နေတယ်မြေလန်ရှာတဲ့သဘောမျိုးလို့ပြန်ချားနေရတယ်လို့ရောအလင်းနှင်းကကိုဘာကောင်းကပြောကြားထားပါတယ်ဒါအပြင်ဗိုလ်ကြီးမျိုးဝင်းသူကိုလည်းကြီးစန်းရောင်းစားမှုနဲ့တပ်ရင်းအချုပ်မှာဖမ်းဆီးထားတယ်လို့သိရပါတယ်ဗိုလ်ကြီးမျိုးဝင်းသူဟာဂံကောမျိုးပေါ်မှာတနတ်များကိုပြစ်ဖောက်ပြကကြည်စံစစ်ဆေးရန်ခတ်ခဲနေတယ်ဆိုတာကိုအခွင့်ကောင်းယူပြီးတော့ကြည်စံများကိုရောင်းစားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ညနေ9:00အချိန်ကမှအကြမ်းဖက်စစ်ကောင်စီက MI17 ထောက်ဖို့ရဟတ်ရင်ဒဇီးနဲ့ ကြည်တက်တာတစ်လုံးလာရောက်ချပေးခဲ့ပြီးတော့အခုလိုလာရောက်ချပေးတဲ့ရဟတ်ရင်နဲ့ဗိုလ်ကြီးမျိုးဝင်းသူရဲ့ရောက်ခမဖြစ်သူတွေလည်းလိုက်ပါလာကြောင်းတိုက်ရဲနီးစပ်တဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ် Royal Star စားတောက်ဆိုင်ကိုလက်ပစ်ဘုံနဲ့ဖောက်ခွဲရန်ချိန်ချောက်ခဲ့တဲ့စစ်တပ်အရာရှိ ဗိုလ်ကြီးအောင်ပြည့်ဖြိုးရဲ့ရောက်ကထီးဝင်းမြိုင်နဲ့ပြူစောထီးကြော်စီယာတို့ကိုစစ်တပ်ကပြန်လည်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ12ရက်နေ့ညပိုင်းမန္တလေးမြို့မဟာအောင်မြေမြို့နယ်မဟာမြိုင်နှစ်ရက်ကွက်43 A လမ်း62လမ်းတောင်းမှာရှိတဲ့ Royal Star စားတောက်ဆိုင်မှာစိုင်းဝင်တန်းများကိုရန်ရှာပြီးတော့လက်ပြဘုံနဲ့ဖောက်ခွဲရန်လူနာဦးကချင်းချောက်ခဲ့တယ်လို့သိရပါတယ်။အခုလိုချင်းချောက်ခဲ့တဲ့လူနာဦးဟာစစ်တပ်အရာရှိဗိုလ်ကြီးအောင်ပြည့်ဖြိုးရဲ့ရောက်ကထီးဝင်းမြိုင်မဟာအောင်မြေမြို့နယ်မဟာမြိုင်တိရက်ကွက် ဒါကိုမြင်ဆောင်106လိမ့်စာနဲ့ပြူစောတိကြော်စီယာတို့ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီနှစ်ဦးကိုစစ်တပ်ကပြန်လည်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဝင်းမြိုင်ဆိုတာကဗိုလ်ကြီးအောင်ပြည့်ဖြူရဲ့ရောက်ကတိဝင်းမြိုင်ရဲ့တမီးမတ်တေရီတပ်ဝေဦးကိုဗိုလ်ကြီးအောင်ပြည့်ဖြူကယူထားတာဝင်းမြိုင်ကအင်ချမ်းမြေပွဲစားလို့လို့လူလိန်လူကောက်တမတ်ဗိုလ်ကြီးအားကိုနဲ့ပြည်သူတွေအပေါ်ကိုမိုက်ကြီးခွဲနေတာကြားပါပြီ။သမတ်အားကိုနဲ့ဓမြတိုက်မှုတွေလုပ်နေတဲ့သဘောပေါ့ငါသမတ်ကစစ်ဘိုလ်ကွာဆိုပြီးတော့ရက်ွက်ထဲမှာဟိုလိန်ဒီလိန်အုတ်ကြီးနဲ့ပေါင်းပြီးတော့ဒလန်လုပ်နေတာ အခုဖမ်းဆီးခံရတာကဘီယာဆိုင်မှာလက်ပစ်ပုံးနဲ့ခွဲလိုက်ရမလားဆိုပြီးတော့တွားပြီးတော့ချိန်ချောက်တာအခုလဲသူသမတ်ဗိုလ်ကြီးအားကိုနဲ့ပြန်လွတ်အောင်လုပ်နေတယ်လို့မန္တလေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်ဗိုလ်ကြီးအောင်ပြေဖြိုးရဲ့ရောက်ကတိဝင်းမြိုင်ကိုလက်ပစ်ပုံးတစ်လုံးဓာတ်တစ်ချောင်းတို့နဲ့အတူဖမ်းဆီးရရှိခဲ့ပြီးတော့၎င်းနဲ့အတူဖမ်းဆီးခံရတဲ့ကြော်စီရဟာလဲပသိမ်ကြီးမြို့နယ်မဲခင်ကုန်းကျေးရွာအောင်မြေမန္တလာနန်းစီဒီယံဝင်းနဲ့အင်ယာမှာနေထိုင်တဲ့ပြူစောတီတူဖြစ်တယ်လို့သိရပါဗျ။မန္တလေးမြို့ပေါ်မှာလူရမှုများ၊စိုင်ကယ်ဓမြတိုက်မှုများ၊စိုင်ကယ်လူရမှုများအပါအဝင် ရာဇဝဲမှုများဇက်တိုက်ဖြစ်ပွားလျက်ရှိရာအဲ့ဒီရာဇဝဲမှုများကိုကျူးလွန်သူများဟာစစ်တပ်နဲ့ပတ်သက်ဆက်နွယ်တဲ့သူများပါဝင်နေတယ်လို့ဖမ်းဆီးခံရတဲ့သူတွေရဲ့နောက်ကျောင်းရာဇဝဲကိုကြည့်ရင်သိနိုင်ကြောင်းမန္တလေးမြို့ကပြည်သူများကပြောဆိုနေကြပါတယ်စစ်ကောင်စီကတော့မန္တလေးမြို့မှာလူရဲချင်းချောက်ကျွလုံမှုများကိုလှုပ်ဆောင်နေတဲ့တရခန်၁၁ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းဇွန်လ၁၅ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်တိုက်ပွဲမှာတေဆုံးသွားတဲ့စစ်သားအလောင်း40ကျော်ကိုအကြမ်းဖက်ဆက်တက်က3လနီးပါးကြာတဲ့အထိလာရောက်ကောက်ယူခြင်းမရှိတဲ့အတွက်ကြောင့် PDF တပ်ဖွဲ့များကကောက်ယူတကြိုပေးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ23ရက်နေ့ညောင်ရွှေမြို့နယ်ညောင်လေးပင်ရွာနယ်ရေဘူးရွာကြားမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့အကြမ်းဖက်ဆက်တပ်တို့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာတေဆုံးသွားတဲ့စစ်ကောင်စီအလောင်းများကိုအကြမ်းဖက်ဆက်တပ်ကပုံလနီးပါးကြားတဲ့အထိလာရောက်ကောက်ယူခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့်တော်လိုက်တပ်ဖွဲ့များကဇွန်လ16ရက်နေ့မှာပုတ်ပွနေတဲ့စစ်သားအလောင်းများကိုပြားစစ်ကြောင်းနဲ့အလဲပိုင်းအထူးစစ်စင်ရေးအဖွဲ့တို့ကပူပေါင်းရှင်းလင်းရေးလုပ်ပြီးတော့တကြိုပေးခဲ့ရတယ်လို့သိရပါတယ်။သူတို့လည်းလူတွေပဲလေလူကုန်တိုက်ခါနဲ့အညီတော့ဖြစ်တင်ပါတယ်။ တို့လူကြီးကတံမိုးမထားတော့လေသူတို့အတွက်ကစိတ်မကောင်းစရာပါပဲနှစ်လကျော်တဲ့အထိစစ်တပ်ကအလောင်းလာရောက်ကောက်ယူခြင်းမရှိတဲ့အတွက်ပူပေါင်းအဖွဲ့ကကောက်ယူပြီးတော့ကြိုကျိုးပေးခဲ့ပါတယ်လို့ Beast Column ကတာဝန်ရှိသူတွေကပြောဆိုထားပါတယ်အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က40ကျော်တေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့နယ်မောင်မဆောင်ကျေးရွာအတွင်းဝင်ရောက်ပြီးတော့ပြည်သူပိုင်ပစ္စည်းများကိုခိုးယူနေတဲ့စစ်သားများနဲ့ကင်းမုံစစ်သားများကိုတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မနက်7:00နာရီခန့်ကဒဝဲမြို့နယ် မောင်မရှောင်ကြေးရွာအတွင်းမှာပြည်သူများရဲ့ဆိုင်ကယ်နဲ့အိမ်တွင်းပစ္စည်းများလာရောက်ခိုးယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှု10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်သား3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ15ရက်နေ့မနက်10နာရီဝန်းကျင်ကမှဒဝယ်မြို့နယ်မောင်မရှောင်ရွာနဲ့ဇဟာရွာကြားတရားပြူအနီးမှာကင်းမုံယူနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအနီးကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာပစ်ခတ်မှုကြာချိန်30မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား ရှိဦးတည်ဆုံးခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရေပြူပြည်သူ့ကာကွယ်တပ် YPPDF ရေပြူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ဘက်ကဖအိုအော့စစ်ကြောင်းနဲ့ဒဝဲ Gorilla Revolutionary Force DGRF တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တနင်္ဂနွေလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအရှိန်ဟုန်တိုးမြင့်ပြီးတော့ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့စစ်ရေးအထူးအတိသတိပြုသွားလာနေထိုင်ပေးကြဖို့ကိုတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဒဝဲမြို့လေဥခါကြီးလမ်းစုံမှာဇွန်လ18ရက်နေ့မနက်ပိုင်းကမိုင်းတွေ့ရှိတဲ့အတွက်စစ်ကောင်စီရဲ့ BE တက်ကလာရောက်ပြီးတော့ရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတင်ကားပွဲရာဖြစ်တဲ့တန်ပိုက်လုံးတစ်လုံးကိုမြို့ကန်များကတွေ့ရှိရာကနေလုံခြုံရေးအဖွဲ့ကိုအကြောင်းကြားပြီးတော့လာရောက်ရှင်းလင်းနေခြင်းဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်။ဒီကနေ့မနက်9:00နာရီကမှအဲ့ဒီမိုင်းနှလုံးကိုစစ်ကောင်စီတက်ကရှင်းလင်းဖောက်ခွဲခဲ့ပြီးတာဖြစ်တဲ့အတွက်ပုံမှန်အတိုင်းသွာလာနေကြပြီလို့သိရပါတယ်။ ဥခါကြီးလမ်းဆောင်ဟာတဝယ်မျိုးရဲ့မြို့လေကောင်မှာရှိပြီးတော့အနီးဝင်းကျင်မှာမြို့နယ်ရဲတပ်ဖွဲ့စခန်းအထကတဲ့စာတင်ကျောင်းနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတို့ရှိတယ်လို့သိရပါဗျ။စစ်ကောင်စီကိုလက်ဆောင်ပေးထားတဲ့အရာတွေရှိတဲ့အတော့တဝယ်မျိုးပေါ်လမ်းဆောင်များမှာမတင်ငါပွဲဟာအရာဝတ္ထုများကိုတွေ့ရှိပါကကင်တွယ်ခြင်းမပြုရန်လွန်ခဲ့တဲ့နှစ်နာရီခန့်ကလူမှုကွန်ရက်မှာသတိပေးချက်တစ်စောင်ပြန့်နှံ့နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ပြားရွာနယ်စင်ကူးမြို့နယ်တရော်ပင်ရွာကနေအိမ်200နီးပါးကိုဇွန်လ15ရက်နေ့နဲ့16ရက်နေ့တွေမှာမိရှုဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြင်းကြံမြို့နယ်ပြားရွာမှာဇွန်လ15ရက်နေ့ကစပြီးတော့အင်အား180ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကရွာကိုစီးနင်းပြီးတဲ့နောက်နှစ်ရက်ဆက်တိုက်မိရှုဖျက်ဆီးခဲ့လို့နေအိမ်150နီးပါးမိလောင်ပျက်စီးသွားတယ်လို့ ပြားရွာကရွာကန်တူကပြောပါတယ်ပြားရွာကိုဝင်လာတော့နှစ်ဖက်တိုက်ပွဲဖြစ်ကြတယ်တိုက်ပွဲဖြစ်ပြီးတော့နေအိမ်တွေကိုမိရှို့တော့တာပဲအခုရွာတဲကိုမပြန်ရဲသေးဘူးအရင်နှစ်ကြိမ်လုံးကလည်းအင်ဂျင်200လောက်ကိုမိရှို့ခဲ့ပြီးပြီအခုသုံးကြိမ်မြောက်လာရှို့ကြတာကျွန်တော်တို့ကတော့တောထဲမှာပဲမိုးရွာလိုက် နေပူလိုက်ပဲနေနေကြရတာ အဲ့ဒီစစ်ကြောင်းဟာနထိုးကြီးမြို့နယ်ခန်းဆက်ကုန်းရွာဘက်ကနေထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီးဇွန်လ18ရက်နေ့မှာစစ်ကောင်စီတပ်သားအင်အားတချို့ကနထိုးကြီးမြို့နယ်ထဲကိုပြန်ရောက်သွားပြီလို့သူကပြောပါရတယ်။မြင်းကြံမြို့နယ်ထဲမှာလည်းစစ်ကောင်စီစစ်ကြောင်းဆက်ရှိနေသေးတာကြောင့်ပြားရွာ၊ပြိုးကံ၊ကံဇွဲ၊ကံနေစတဲ့ရွာတွေအပါအဝင် ရွာခုနှစ်ရွာနီးပါးကလူတထောင်ကျော်ဟာနေရက်ကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်မန္တလေးမိုးကုတ်ကားလမ်းမအနီးမှာရှိတဲ့စင်ကူးမြို့နယ်တယောပင်ရွာမှာလည်းဇွန်လ15ရက်နေ့ကစစ်ကောင်စီတပ်သားအယောက်60ကျော်ကရွာထဲကိုစီးနှင်းပြီးတော့နေအိမ်35လောက်ကိုမိရှုဖျက်ဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ မီးလောင်မှုအခြေအနေတွေကိုမှတ်တမ်းပြုစုနေတဲ့ Data for Myanmar ရဲ့စီရင်နေအရအာနာသိမ့်ပြီး၃နှစ်ကျော်အတွင်းမှာနိုင်ငံတော်အားမှာနေအိမ်ပေါင်း၉တောင်းနီးပါးကိုမိရှုဖျက်ဆီးခံရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးဝဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ